ြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကကောင်းမှုပြုကျင်တဲ့စိတ်ကလေးပေါ်လာရင်ချက်ချင်းသာထားပြုလိုက်။ဘာဖြစ်လို့တော့မေးလိုက်တော့ပါပသမိန်ရမတိမနော စိတ်ကမကောင်းတဲ့နေရာမှာပျော်လို့ကောင်းတဲ့နေရာမှာမပျော်လို့ကောင်းတဲ့နေရာမှာပျော်တယ်ဆိုရင်လည်းကြာကြာမပျော်ဘူးတဲ့ခဏလေးပဲပျော် ဲ့ဒါကြောင့်ကောင်းမှုပြုကျင်တဲ့စိတ်ကလေးပေါ်လာပြီဆိုရင်ချက်ချင်းသာပြတ်ထပြူလိုက်ကောင်းမှုပြုကျင်တဲ့စိတ်ဆိုတာရှားရှားပါပါဖြစ်တာသူတော်ကောင်းတို့သူတော်ကောင်းတို့တွေတဏှာရာစိတ်ဉာဏ်ရာချန့်ကပ်ပြီးဘယ်သူမှမရှိတဲ့ရှင်တွေးတာလေးတွေကိုပြန်ကြည့်ပေါ့တယောက်တည်းတွေးနေပြီဆိုရင်ကာမဝိတ္တတွေများဗျာပါရဝိတ္တတွေများဝိဟိန္ဒဝိတ္တတွေများ အခုတော့မိစ္ဆာဝိတ္တတိကြီးတတိကြီးလာကြတာများတယ်။တမာဝိတ္တဟာအလွန်နည်းတယ်။အဲဒါကြောင့်မြတ်စွာဘုရားကကောင်းမှုပြုကျင်တဲ့စိတ်ကလေးပေါ်လာရင်ချက်ချင်းသာပြုလို့ဒီလိုတိုက်တွန်းတာ။နောက်တစ်ခါဒီကောင်းမှုပြုကျင်တဲ့စိတ်ကလေးဟာတန်ត្រာနဲ့ခြီးပြီးတော့ကြီးလိုက်မယ်ဆိုရင်မိုးရွာကနေမိုးမောင်ကြနေတဲ့အချိန်မှာလျှက်စီးလက်လိုက်တဲ့လောက်လေးပဲရှိတယ်။ တရားစီလက်တဲ့အချိန်ကခဏလေးနဲ့လင်းပြီးခဏလေးနဲ့ပျောက်သွားတာဒီတိုင်းပဲတဲ့တန်တရာနဲ့ချီပြီးတော့ကြည်လိုက်ရင်သူတော်ကောင်းတို့ဦးဇနုရဲ့တန်တန်မှာဖြစ်တဲ့ကောင်းမှုပြုကျင်တဲ့စိတ်ဆိုတာခဏလေးပဲဖြစ်တာအများကြီးပဲဖြစ်ဘူးကျန်တဲ့ချိန်တွေကမကောင်းတာတွေဖြစ်တာများအဲ့တော့မြတ်စွာဘုရားကကောင်းမှုပြုကျင်တဲ့စိတ်ကလေးပေါ်လာရင်ချက်ချင်းသာပြုကြလို့ဒီလိုတိုက်တွန်းတာ ဲ့ဒီကောင်းမှုပြုရင်တဲ့စိတ်ကလေးကိုချက်ချင်းမပြုတ်ဘူးကောင်းထဲမဖော်ဘူးဆိုရင်တော်တော်ကြာအကြောင်းမျိုးမျိုးကြောင့်လည်းပျက်စီးသွားတတ်တယ်။အာဥပ္ပိုလ်ဆောင်မှုလို့ရည်ရွယ်ထားဘေးကတယောက်ကရောက်လာတယ်။အဲ့ဒီတယောက်နဲ့ပေါင်းလိုက်လို့နှစ်ယောက်ဖြစ်ရင်ဥပ္ပိုလ်ဆောင်ကျင်တဲ့စိတ်ကပြက်သွားတာများတယ်ပေါ့။ဒါနလည်းဒီတိုင်းဝိပဿနာလည်းဒီတိုင်းအဲ့တော့တရားမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကကောင်းမှုပြုကျင်တဲ့စိတ်ကလေးပေါ်လာရင်ချက်ချင်းသာထပြုလိုက် ောက်တခါဥစဉ်တို့သူတော်ကောင်းတို့ရဲ့အသက်နဲ့ခန္ဓာကိုယ်ဒီသက်နဲ့ခန္ဓာကိုယ်လဲ96ပြားယောဂဝေဒနာတွေနဲ့ဆက်ဆက်ပြီးတော့နေတာကိုယ်ပိုင်တယ်လို့ပြောမရအချိန်မျိုးအိုနိုင်တယ်အချိန်မျိုးနာနိုင်တယ်အချိန်မျိုးသေနိုင်တယ်အဲ့ဒါကြောင့်လည်းပဲမြတ်စွာဘုရားကကောင်းမှုပြုကျင်တဲ့စိတ်လေးပေါ်လာရင်ချက်ချင်းသာပြုတဲ့သေမင်းနဲ့ချိန်ထားတဲ့ပုဂ္ဂိုလ်သေမင်းနဲ့ချိန်ချင်းလှုပ်ထားတဲ့လူဆိုတာတရားမရှိဘူး နောက်တခါသူတော်ကောင်းတို့ရှာထားတဲ့စီးစိမ်ဥစ္စာယရနာတွေကိုရှာထားလို့ကိုဟာလို့ဆိုရတော်လဲပဲအဲ့ဒီစီးစိမ်ဥစ္စာယရနာတွေဟာရေမီမေခိုးသူမုန်းတဲ့လူ